တောသမတံဗုဒ္ဓတံနမောတတဘဂဝတောအရဟတောသမမတံဗုဒ္ဓတံနမောတတဘဂဝတောအရဟတောသမမတံဗုဒ္ဓတံဒီနေ့သန္တာတော်နှစ်2564ခုနှစ်ကောဇာတက္ကလေ1300 82ခုနှစ်တဇောင်းမလဇန်9ရက်ခရစ်နှစ်2020ခုနှစ်နိုဝင်ဘာလ22ရက်စနေနေ့ညရန်ကုန်နေသားကြီးလက်ကုမြို့နယ်အမြလန်း9မိုင်6ပါလုံးမှာရှိတဲ့ရတနာအမြင့်ကျောင်းတိုက်တွင်မှာဓမ္မပဒတရားခါတာလေးတွေကိုဒိဗေလေးတွေနဲ့အတူပြောပြလာတယ်ဒီနေ့ကာရဏဘတ်133ကာရဏဘတ်134ကုန်တဒါနာ ထေရဝတ္ထုကုဏ္ဏတဏမထေအကြောင်းစေဒံမေအမြဲပထမရသောမထေမြတ်အကြောင်းစေဒံမေဖောက်ရင်အမြဲပထမဆုံးရကုဏ္ဏတဏမထေအဲ့ဒီမထေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့တရားခန္ဓာဒီမထေမြတ်ကတို့ခုခေတ်ကထိန်ရသည်ဆိုလို့ရှိရင်ကထိန်နေမှာစေဒံမေတွေပဲဖောက်တယ် ချို့စေတဲ့မဲပေါသောဂါရာထီပေါသောဂါရာဆိုပြီးတော့ဒီကုဏ္ဏတဏမထီကိုအကြောင်းပြုပြီးတော့ဂါရာတွေဖွဲ့ပြီးတော့တချို့ရွတ်ကြတယ်ဣတိရကံဘိက္ခုမမသာဝကနာဘိက္ခုနံပထမတလကံကဏ္ဍတဏယတိတံကုဏ္ဏတံသောဣတိနသစ္စာဝစီနာတုတိမေဟောတုတပတ္ထတုတိမေဇယမေဘိက္ခုယဟန်တို့တဲ့ခြေသားယဟန်တို့မမငါပြန်ရှင်ကရောမြတ်ကြီးသာဝကနဲ့တပိသာဝကဖြစ်ကြကုန်သောဘိက္ခုနဲ့ယဟန်တို့တဲ့ ပထပထမတလာကံရှိဥစွာသောစေတံမဲ့ကိုခဏန္တနဲ့ခံယူကြတဲ့ယဟန်ဒီတဲမှာယတိတံရောအယံကုံတဒါနအကျင့်ကုံတဒါနမထေတိအတ္တိရှိဣတံဤသောကုံတဒါနအရိကုံတဒါနမထေတိအကံအကောအမျက်ဆုံးပြီတည်းဣတိနသစ္စာဝဇိနဤမကံသောသစ္စာစကားကြောင့်ကျွန်ုပ်မဲပေါက်ပါစေထိပေါက်ပါစေခြေသမားဆိုလဲခြေလို့သူစကောင်းမှာပေါ့လေအဲ့ဒါထိပေါက်တဲ့ကာတာဆိုပြီးတော့ အတေကာလလေးရတော်တော်တချို့ရွတ်ကြမဲပေါက်ချင်မဲပေါက်တဲ့မဲပေါက်စီတဲ့ကာလဆိုပြီးတော့ဒီကာလလေးရွတ်တာဒါကုဏ္ဏတဏမတိကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကုဏ္ဏတဏမတိကိုတာစေတဲ့မဲနေရမှာပထမအသာဆုံးမြဲရမြဲရတဲ့ဒီကုဏ္ဏမကုဏ္ဏတဏမတိကိုဣတတရဒီမတိအကြောင်းပြုပြီးတော့သူကအမြဲတမ်းသူပဲစေတဲ့မဲပေါက်တဲ့သူပဲပထမရ ဒီမထေရတဲ့အမြဲတမ်းစေးတံပဲဖောက်တဲ့အခါမှာပထမရတယ်။ဒီစကားမှန်တယ်ဒီမှန်ကန်သောသစ္စာစကားကြောင့်ကျွန်တော်စေးတံပဲပောက်ပါစေ။ဒီဆိုလို့ရှိရင်လည်းထီးရအစုအကြီးဆုံးစုပထမစုအဲ့ဒါပောက်ပါစေဟောဒီဒီကတကယ်ရုပ်ပါများလာလို့ရှိရင်အထုံဖြစ်လာပြီတော့လည်းတချို့လည်းတကယ်ရတာတွေ့ရတယ်။ဣတရကံဘိက္ခုယမမသောဝကနံဘိက္ခုနံပထမတလကံယတိတံကုံတတံသော ဣဒိနာသစ္စာဝဇ္ဇနာသုတိမေဇယမင်္ဂလံဣဒိနာသစ္စာဝဇ္ဇနာသုတိမေဟောတုတပ္ပတံ